မနေ့ပြန်မှာကြည့်ရမယ့် one championship နဲ့ UFC ပွဲစဉ်များအားလုံးပဲမင်္ဂလာပါ Marshall Academy Channel ကနေပြည်သားအားလုံးကိုကျေးဇူးပါတယ်ခင်ဗျာ ကျွန်တော်တို့မှာ Share Academy Channel ရဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းလေး One Championship UFC စရှိတဲ့ training နဲ့မြန်မာ Kobe Fighter ရဲ့ထူးခြားတဲ့အကြောင်းအရာကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ channel လေးတစ်ခုပါဒါကြောင့်မလို့ Martial Law ကိုချိန်နေတဲ့ New Korean နေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့ကျွန်တော်ကမေတ္တာရခံကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာမနေ့ပြန်ကျွန်တော်တို့တနင်္ဂနွေနေ့ဟာတော့ Martial ပြိသက်တွေအတွက်တကယ်ကိုမှအကျန်းကအကျန်းဆုံးပွဲချမ်းနေနဲ့ပြင်းထန်နေတဲ့ပွဲလို့ပထမဆုံးညွှန်းဆိုခြင်းနဲ့ အားလုံးသိတဲ့အတိုင်းပဲနိုဗမ်ဘာလ16ရက်နေ့မှာ UFC က1 championship ကိုပွဲတွေကျင်းပမယ်။ကျင်းပမယ့်ပွဲတွေကလည်းနည်းနည်းရရပွဲတွေမဟုတ်ဘူးအကောင်းတကအကောင်းဆုံးမြန်မာပြည်သက်တွေအကြိုက်တွေ့နိုင်တဲ့ပွဲကောင်းပွဲချမ်းများစွာကိုကျွန်တော်တို့ကတွေ့ရမယ်။ပထမဦးဆုံးအနေနဲ့ UFC နဲ့1 championship အချိန်လေးတွေကိုအရင်ပြောကြပါမယ်။ UFC ကမနေ့ပြန်16ရက်နေ့မနေ့9နိုင်ခွဲကနေစပြီးပီလင်းပွဲတွေကိုကျင်းပမယ်။အားလုံးစောင့်နေတဲ့ချက်တယ်လာမန်တာလီနာနဲ့အစ္စလမ်မကာရှက်တူရဲ့ ဝက်တဝိတ်တန်းချန်ပီယံလူပွဲကတော့မြန်မာစံတော်ချင်းမနက်7:00နာရီဝင်းကျင်လောက်မှာကျွန်တော်တို့ကကြည့်ရဖို့ရှိတယ်။ဒီပွဲအခင်းကျင်းကြောင်းကိုလည်းကျွန်တော်အရင်ဗီဒီယိုတွေမှာခရက်က prediction နေနဲ့တင်ဆက်ပေးထားပြီးဖြစ်တယ်။ပြိဿအားလုံးလည်းအခင်းကျင်းတွေကိုသဘောကျလောက်မယ်ထင်တယ်။ Fighter နှစ်ယောက်လုံးအတွက်လည်းတကယ်ကိုမှခက်ခဲတဲ့ပွဲကြံတစ်ပွဲဖြစ်မယ်လို့ကျွန်တော်ကတော့မြင်တယ်။ဒီနေရာမှာဒီနေ့ပြောချင်တာကတော့ကြီးနေသားလေးကိုတုံးသက်ပေးချင်တာပါ။ကြီးနေသားရဲ့ဘူကီတွေက အစ္စလာမကရှက်ကို1.3နဲ့အပေါ်ကြီးပေးထားရပြချက်တယ်လာမန်ဒါလီနာကိုတော့3.5လောက်ထိကိုပေးထားတယ်ချင်းနေထားရချင်းတော်တော်လေးပြတ်တယ်လို့ပြောလို့ရတယ်ဘိုကီတွေကဒီပွဲမှာမကရှက်ကသေချာပေါက်နိုင်မယ်ဆိုတဲ့ချင်းမျိုးကိုဖောက်ထားတယ်ဖြစ်နိုင်မိမဲ့လေအရန်ကြီးတို့ပြောလို့မရဘာကြောင့်လဲဆိုတော့ကျွန်တော်ခဏခဏသုံးနေကြစကားတိုင်းပဲပြောချင်တယ်ဒါက MMA ပွဲဘာမဆိုဖြစ်သွားနိုင်တဲ့ပွဲမျိုးဗျချက်တယ်လာမန်ဒါလီနာရဲ့အသီးထိသွားရင်လေ မကာရှက်ဟောက်သွားပါပြီမကာရှက်ကဂရောင်းငိမ်းမှာဆရာတူဆိုတာကျွန်တော်တို့အားလုံးလက်ခံထားပြီးသားဒါကြောင့်မလို့ကျင်းပြီမကာရှက်ကဝင်လုံးပါပဲဗျာမကာရှက်ကသူ့ရဲ့ ground game ဘိုင်းနဲ့အကောင့်ထဲပေါ်ပြီးဂျက်တလာမန်ဒါလီနာကို၆ခွက်ရအောင်ဖန်ပြီးမယ်ဒီလိုမျိုး၆ခွက်ရသွားရင်တော့မကာရှက်တော့ကအခွင့်အလမ်းပေါင်းများစွာရှိတယ်တစ်ဖက်ကကျွန်တော်တို့ပြန်စင်းစားရမှာက JDM ရဲ့ state down defense JDM မှာက state down defense တွေကောင်းကောင်းရှိတယ် ။သို့ပေမဲ့တိတ်တောင်းဒီဖန့်အရင်ကြီးကောင်းနေတဲ့ fighter မျိုးမဟုတ်ဘူးဗျာ။ Volkanovski လောက်တော့မကာရှက်ပြတိတ်တောင်းတွေကို defense လုပ်နိုင်မှာမလားဆိုတော့ကျွန်တော်တို့ကကြည့်ရမယ်။ဒီပွဲရဲ့အဖြေကတိတ်တောင်း defense လို့ပဲဖြေမယ်။ဘာကြောင့်လဲဆိုတော့မကာရှက်ဝင်လုံးလာမှာ JDM မပါသွားဘူးဆိုဂျီပွဲက JDM အတွက်တိုက်တဲ့ defense ကောင်းကောင်းလုပ်နိုင်မယ့်ပွဲလို့ကျွန်တော်ကတော့မြင်နေဒီလိုမျိုးပဲကျွန်တော်တို့သုံးသက်ထားတဲ့လူတွေလည်းအများကြီးရှိမယ်ကန်ဝင် fighter ကြီးတွေကလည်းပုံစံပေါင်းစုံနဲ့သုံးသက်ထားကြတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ် ဒီပွဲကလည်းပြည်သက်တွေအားလုံးစိတ်ဝင်စားနေတဲ့ပွဲမနေ့ပြန်မှာဒီပွဲကိုကျွန်တော်တို့ကကြည့်ရမယ် USC ရဲ့ထုံးစံရ Pay-per-view နဲ့ပဲပြမှာဖြစ်တဲ့ကြောင့်မလို့ပြိသက်တီနေနဲ့ပတ်စံပေးပြီးဝယ်ကြည့်ရမယ်။ Canal Plus ရုပ်သံလိုင်းကနေတိုက်ရိုက်ကြည့်ရှုလို့ရတယ်ညီမပြိသက်တီနေနဲ့ Canal Plus မရှိတဲ့ပြိသက်တီနေနဲ့တော့ကျွန်တော် description မှာဖော်ပြထားတဲ့ Telegram channel လေးကို join ထားပါကျွန်တော်အဲ့ဒီကနေကြည့်လို့ရမယ် link လေးတွေချပေးဖို့အစီအစဉ်ရှိပါတယ်။ဒါကတော့မနေ့ပြန်မှာကျင်းပမဲ့ UFC 323ရဲ့ခေါင်းပွဲ အဲ့ဒီ UFC 323ရဲ့ co-main event နေရာမှာကအမျိုးသမီး flyweight dan champion လူပွဲအဖြစ်လက်ရှိ champion Shafshan Go နဲ့တရုတ် fighter Chan Wei Li တို့ကထိုးမယ်။တရုတ် fighter က weight dan တက်ပြီးထိုးမယ်။တရုတ် fighter ကလည်း champion Shafshan Go ကလည်း champion ။အမျိုးသမီး weight dan မှာတော်တော်လေးကိုမြိုင်မဲ့ပွဲလို့ကျွန်တော်ကတော့ညွှန်းဆိုချင်ပါတယ်။ UFC 323ပြိုင်ပွဲကလည်းတကယ်ကောင်းတဲ့ပွဲတွေအများကြီးပါတယ်။ပြီးတော့ champion ဟောင်း Leon Edwards ပွဲ၊ Benedarush ပွဲ၊ပွဲပေါင်းများစွာကလည်းပွဲကောင်းနေနဲ့ပဲပြင်းထန်နေတာဖြစ်လို့ ပြည်သက်တီနေနဲ့စောင့်ကြည့်ဖို့ကျွန်တော်ကပြောချင်ပါတယ် UFC က UFC 323ပြိုင်ပွဲကိုကျင်းပနေတဲ့အချိန်မှာပဲမနက်7:00နာရီခွဲမှာ1 Championship ကလည်းသူတို့ရဲ့1173ပြိုင်ပွဲကြီးကိုစတင်ကျင်းပမယ်ဒါကြောင့်မလို့ပွဲကတိုက်တယ်လို့ပြောလို့ရတယ်1 Championship က Prelim ပွဲတွေကျင်းပနေတဲ့အချိန်မှာတစ်ဖက်က UFC ကခေါင်းပွဲကိုကျင်းပဖို့အချိန်ဖြစ်နေတယ် ကျွန်တော်တို့ online ရဲ့ပြိုင်ပွဲဟောင်ကြီးရှမ်းမီအာဒူဂန်က heavy weight တန်းမှာထိုးမယ်အဲ့ဒီပွဲအချိန်နဲ့မကာရှက်ပြေပွဲအချိန်တွေကတော့နည်းနည်းတိုက်သွားနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့တွဲဆိုင်တွေပေါ်မူတည်ပြီးတော့မှအချိန်အပြောင်းလဲတွေကရှိနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးပေတာပေါ့စောင့်ကြည့်ကြမယ်မနက်စင်နာရီခွဲမှာ1173ပြိုင်ပွဲကိုကျင်းပမယ်တွဲဆိုင်ကောင်းပေါင်းများစွာပါဝင်လာမယ်1 championship အကောင်းကအကောင်းဆုံးလို့တင်စားခံရတဲ့ fighter တွေကပါဝင်ထိုးတတ်မယ် ဒါပြင်စိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်တို့ရဲ့ဂန်ဝင်ဖိုင်တာကြီးအွန်လိုင်းအဆန်းကလည်းဂျပန်ကိုအခုရောက်နေပြီသူကလည်းဝမ်ချမ်မြန်ရှစ်က Horror Fame ဆိုတဲ့ဂန်ဝင်ဖိုင်တာစုကိုအွန်လိုင်းအဆန်းကိုချီးမြှင့်သွားမယ်ဒီတော့1173ပြန်ပွဲကကျွန်တော်တို့ပြည်သက်တွေမျက်စိကျနိုင်လောက်တဲ့တွဲဆိုင်နေတာမကဘဲနဲ့ကျွန်တော်တို့ရဲ့မြမကုံဆောင်ဖိုင်တာကြီးကိုဝမ်ချမ်မြန်ရှစ်ရဲ့ဥက္ခရာကြီးချက်တွေကတခန်းတနားနဲ့စုပေးမဲ့အစီအစဉ်တွေကလည်းရှိနေတယ်ဒါကြောင့်အခင်းချင်းကတော့တအားကိုစိတ်ဝင်စားစရာကောင်းနေစောင့်ကြည့်ကြင်စရာကောင်းနေတွဲဆိုင်လို့မြင်ပါ ကျွန်တော်တို့ပြည်သက်တွေအနေနဲ့လွယ်လွယ်ကူကူကြည့်လို့မရနိုင်ပါဘူး။ One Championship ကလည်းဒီတွဲဆိုင်ကို Paper View ပုံစံနဲ့ပဲကျင်းပသွားမယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့ One Championship ပုံမှန်ကြည့်နေကြ Live ကနေ YouTube တွေ Facebook တွေကနေပြီးတော့မှတိုင်းရဲကြည့်ရှုလို့မရပါဘူး။ Paper View ဝယ်ကြည့်ရမယ့်အနေထားလေးကိုရှိနေတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့တင်ဆက်ပေးနေတာတော့ဒါပါပဲ။ မနေ့ကမှကြည့်ရမယ် UFC နဲ့ One Championship တို့ရဲ့ပွဲကောင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။နောက်ဒီမှာလည်းကျွန်တော်ရဲ့ Marshall Kirby Channel ကနေအခုလို MMA နဲ့ပတ်သက်တဲ့ training တွေ One Championship UFC စရှိတဲ့ training တွေနဲ့မြန်မာကိုယ်စားပြု fighter တွေထူးခြားတဲ့အကြောင်းတွေကိုလေ့ကျင့်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Marshall Local Channel တဲ့ညီကိုရင်းနေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မြစ်တိုင်ခံကြပါရစေခင်ဗျာ။ပရိသတ်အားလုံးထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။